အားလုံးမင်္ဂလာပါကျွန်တော်တို့ STF Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champions Play တဲ့အားလုံးလည်းမင်္ဂလာပါအဲကျွန်တော်အခုဒီ9ရက်ခွဲမှာကစားရတဲ့ပွဲတွေပေါ့နော်အဲပွဲတွေထဲမှာဒီ Arsenal ပွဲကဒါကိုချမ်းသုံးသပ်မယ်ကျွန်တော်ဒီ Manchester United ပွဲနဲ့ Chelsea ပွဲဆို United ကအိမ်ကွင်းမှာဒီ Wolves ကို0-1နဲ့ရှုံးသွားတယ်ဒါပြီးခဲ့တဲ့ရပိုင်းကပဲဒီ Ultra Fort မှာဒါပြည်သက်တွေအားလုံးအောင်ပွဲခံခဲ့ကြတယ်တကယ်မှော်ဝင်ညတညောက်သူပြတ်သန်းခဲ့တယ် တကယ်ပြဆက်ဆန်ဆန်ဒါ Leon Athen ကို Europa League Quarter Final မှာသူကြော်ဖြတ်ခဲ့တယ်။ဒါပေမဲ့ဒီပွဲမှာတော့ကျွန်တော်တို့ဒါပုံမှန်မြင်နေရ United ကိုကျွန်တော်ပြန်ပြီးတော့မြင်ခဲ့ရတယ်။ဆိုတော့ဒီနေရာမှာ Manchester United အသင်းက Premier League အမှတ်ပေးချန်ပီယံအမှတ်ပေးစရာပေါ့နော်အမှတ်ပေးစရာကိုကြည့်လိုက်တဲ့အခါကျရင်ဒီဒီအမှတ်ပေးပြိုင်ပွဲကနေပြီးတော့သူတို့အတွက်ရရစရာလည်းဘာမှမရှိတော့ဘူး။အဲ့တော့တခါပေးရစရာလည်းဘာမှမရှိတော့တန်းစင်းဖို့လည်းမရှိဘူး။ Champions League ဝင်ခွင့်အတွက်လည်းမျှော်လင့်စရာမရှိဘူး Europa League Conference League တော့မျှော်လင့်စရာမရှိတဲ့အနေအထားမှာဒါ United အနေနဲ့ဒီ game ကိုချင်းကပ်တဲ့ပုံစံကတော့ကျွန်တော်တို့မြင်တဲ့အတိုင်းပဲတလူအပြောင်းလဲတွေအများကြီးလို့သွားတယ်ဒီလူငယ်ကျယ်ဝင့်လေးခြားတိတ်လေးပေါ့နော်ဒီ Tyler ဒီ Federson ဒါသူပွဲဥထွက်ခွင့်ရခဲ့တယ်ပြီးတော့ Patrick Dorgu ကိုညာကျမ်းမှာထားသွားတယ် Harry Amas ကဒီဘယ်ကျမ်းမှာကစားတယ် Kobe Mainu ကိုနံပါတ် ten row ပေါ့ inside forward row ကိုတင်ထားတယ်ပြီးတော့ casemiro အနားပေးထားတယ် download ကိုလည်းပွဲမတိုင်ခင်မှာဒါ download တော့ပြန်မှန်းနေပြီဆိုတော့အကြောင်းကို Robin Amorim ပြောထားတယ် download ကိုလည်းအနားပေးတယ်ဒါဒုတိယပိုင်းမှာတော့ဒီ Mason Mount တို့ Bruno Fernandes တို့ဒီ download တို့ပြီးတော့အဓိကကစားသမားတော်တော်များများဒုတိယမှာပြန်ဝင်ကစားခဲ့တော့တွေ့ရတယ်ဆိုတော့ဒီ Robin Amorim ကဒီဘက်မှာ4231ကိုပဲရိုးရှင်းရှင်းသုံးတယ်ဒါပေမဲ့ဒီ possession အနေထားမှာ3421ဆက်ချာကိုပြောင်းတယ် ဆိုတော့တို့ကစားကျင်တဲ့ပုံစံကဒီ squad ကို rotate လုပ်ထားပြီးမြဲဒီ position oriented build up ကိုပဲအဓိကသွားတယ်။ဒါပေမဲ့အဓိကပြဿနာကဒီ penetration pass တွေကအကန့်အသတ်ရှိတယ်အများကြီးမလုံးနိုင်ဘူး။အထူးသဖြင့်ဒီ vertical spark အပိုင်းပေါ့ Bruno Fernandes နဲ့ဒီ Zaxi ဒါတိနှစ်ယောက်အတွဲပေါ့နော်။ဒါ Zaxi ကတော့တန်ရလဲရသွားပြီ။တန်လဲရသွားပြီ။ဆို Bruno Fernandes နဲ့ Zaxi တွဲတဲ့အချိန်ဒီ Zaxi ခြေတက်လာတဲ့အချိန်မှာ Manchester United ကိုအဲ vertical ဟို pass တွေနဲ့ penetrating နေနဲ့ကျွန်တော်အများအများဆုံးတွေ့ရတယ်။အဲ့နောက်ပိုင်းမှာ sexy ခေဒီတန်ရရသွားတယ်။ဒါပေမဲ့ Ganacho Bruno Fernandes Rasmus Hojlund ဆိုတဲ့ပုံစံမျိုးဒါသူတို့ဆက်သွားတယ်။သွားတဲ့ခါမှာ sexy လောက်တော့အာမကောင်းဆိုတာတွေ့ရတယ်။ဆိုတော့အဓိကအဖြစ်ပြန်မဲ့အသင်းရဲ့ခံစစ် line ကို break လုပ်နိုင်စွမ်းပြီးတော့ဒီ central zone မှာဟို overload လုပ်ဖို့အတွက်ဖန်တီးနိုင်စွမ်းနေ Manchester United ကတော်တော်အားနည်းသွားတွေ့ရတယ်။နောက် the veteran ra ga the 433 i 433ကိုပဲ ဒီဘလော့ခေါ်မလဲခံစစ်ကစားတဲ့အခါမှာ low block ကို451ပုံစံနဲ့တပိုဆန်ဟိုမန်ချက်စတာနဲ့ဘောလုံးကင်ထားတဲ့အချိန်မှာ low block 451ကိုအတင်းဘောလုံးကင်တဲ့အချိန်မှာဒီ433ကိုပုံစံပြောင်းပြီးတော့ကစားသွားတယ်ပြီးတော့ဒီ combat ဖြစ်ဖို့အတွက်ကွင်းလယ်မှာကြစ်လက်ဖို့အတွက်ဒါ mid block ပုံစံနဲ့မန်ချက်စတာနဲ့အတင်းရဲ့ဒီ build up တွေကို delay လုပ်ဖို့စူးစမ်းတယ်ပြီးတော့ကစားသမားတွေကအစိုးရစီစီနဲ့ အစီကံရှိရှိနဲ့ဒီနိပြရဲ့ tactical discipline ကိုကောင်းကောင်းလိုက်လာပြီးတော့ကစားသွားတော့တွေ့ရတယ်။နောက်တစ်ခုကဒီ transition ပေါ့နော် transition Manchester United ကိုအမှန်တော့ Wolf Wolf အသင်းကိုယ်တိုင်လေ transition နေအများကြီးမလုပ်နိုင်ခဲ့ဘူး။ဒါပေမဲ့အထင်မှတ်ပဲနဲ့ဒီ free kick ရတယ်။အဲ့ free kick ကို Serbia ကန်သွားတဲ့အချိန်မှာကန်ကြကတော်တော်ကောင်းတယ်။ပြီးတော့ကိုးသွားတယ်။ပြီးတော့ United ကိုကိုးမပြအောင်ဆက်ပြတ်ပြီးတော့ဆက်ပြီးတော့ထိန်းချုပ်ကစားဖို့စူးစမ်းသွားတယ်။ တော့ wolf ရဲ့အစီအစဉ်ဒီ ventura ရဲ့အစီအစဉ်အောင်မြင်ရလို့ပြောရမယ်။ဟောတစ်ဖက်ကကျင် wolf ကလည်း manchester united လိုပဲဒီကိုအသင်းရဲ့ဒီအချိန်ပေါ့နော်ဒါသူတို့တန်းလည်းမစင်းတော့ဘူးအပေါ်လည်းမတက်တော့ဘူးကိုအသင်းရဲ့အချိန်မလျော့သွားအောင်လို့ကစားနေတဲ့ပုံစံပဲရှိတယ်။ဘာမှလည်းဟိုကြားစရာလည်းမရှိဘူးပေးစရာလည်းမရှိဘူးဆိုတဲ့အနေထားပဲ။ဒါပေမဲ့ united ထက်စာရင်ပါလို့ဆို united မှာကနောက်ထပ်ပွဲတွေရှိသေးတယ်။နောက်ထပ်ပွဲတွေရှိသေးတဲ့အတွက်ဒါအင်အားချွေတာတဲ့ချွေထားမယ်။ဒံရသူရှောင်း တင့်ရှောင်းမှာဒါဝူဗန်ဟန်တန်ကတော့ပို့ပြီးတော့စိတ်ပိုင်းဆိုင်ရာပို့ပြီးတော့ဟိုစိတ်ဖြစ်သည်မှုမရှိပို့ပြီးတော့လွတ်လွတ်လပ်လပ်ကစားနိုင်တာကိုတွေ့ရတယ်ဆိုတော့ဒီဆရာဘီယာဖရီကစ်ကတော့ဟိုအွန်နာနာနဲ့ပတ်သက်ပြီးတော့လည်းနည်းနည်းပြောပြရရှိတာကန်တက်ကတော်တော်ကောင်းပါတယ်အွန်နာနာအနေနဲ့နေရာယူပုံနည်းနည်းလေးလွဲတယ်ပြီးတော့သူ့အနေနဲ့ဒီထက်ပို့ပြီးတော့ response ကောင်းကောင်းနဲ့ဒီကောက်ကိုစူးစမ်းခဲ့တဲ့နေပေါ့ဆိုတော့နည်းနည်းလေးနောက်ကျသလိုခြေလမ်းအထွက်နှေးသလို ီတာဂင်ပြတ်တဲ့အချိန်မှာလည်းနောက်ကျသွားတော့တွေ့ရတယ်ဆိုတော့ဒါကြောင့်လည်းကိုးသွားတယ်ဆိုတော့ဒီဘက်မှာဒီ Ruben Amorim ရဲ့အသင်းကရှုံးဝဲထွက်ခဲ့ဆိုတော့ဘာမှသိပြီးတော့ထွေထူးအပြစ်ပြောစရာမရှိဘူး Academy ကစားသမားလေးတွင်နဲ့အတူအသင်းမှာရှိတဲ့ကစားသမားတွေကိုလည်းသူ့ရဲ့ဒီပုံမှန်မဟုတ်တဲ့နေရာတွေမှာ အသုံးပြုသွားတယ်အသုံးပြုသွားတဲ့အခါမှာဒါဒီအနေအထားမျိုးကနေပြီးတော့ဟို lab crowd insertion ပေါ့နော်အဲ့အပိုင်း final step ဆိုမှ insertion မရှိဘူးဆိုတာမျိုးတွေ့ရတယ်ပြီးတော့ဒီ sub piece defending အပိုင်းမှာဒီလူငယ်ကစားသမားလေးတွေတော်တော်လေးဟိုကြိုးကြိုးစားစားနဲ့ဟိုကြစ်ကြစ်လေးလေးဖြစ်အောင်လို့စူးစားကစားတာကိုတွေ့ရတယ်ဒါပေမဲ့ဒီ sub piece attacking ဘိုင်းမှာသူအားနေတယ်ပြီးတော့ဒီ ms ရောဒီ federal sen ရောနှစ်ဦးစလုံးဟာဟိုသူတို့ဒီ game ထဲမှာအဝင်ကြွက်ကစားနိုင်တဲ့ majority ကိုပြနိုင်ပြီမဲ့နည်းနည်းလေး ဟို decision making ဘက်မှာနည်းနည်းတုံနေနှေးရဆိုတဲ့အပိုင်းမျိုးတွေပွဲအတွေ့အကြုံတွေတဲ့အပိုင်းမျိုးလေးတွေလည်းတွေ့ရတယ်အဲ wolf ကတော့ tactical discipline ကိုကောင်းကောင်းလိုက်လာတယ်ပြီးတော့သူတို့အတွက်အခိုက်အတန့်တစ်ခုရလာတဲ့အချိန်မှာအသုံးချတယ်ပြီးတော့ game ကိုဒီအနိုင်ရလောက်ကိုပြန်ပြီးတော့ထိန်းဖို့ကြိုးစားသွားတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒါ Manchester United ရဲ့အထင်ကိုအနိုင်ရသွားတယ်ဆိုတော့ဒါဒီ United 01 Wolf ပွဲနဲ့ပတ်သက်ပြီးတော့အသုံးသက်ခဲ့တာဖြစ်ပါတယ်။ကျေးဇူးအားပေးကြတဲ့ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်။